တန်ကိုဖြတ်လဲပြန်ပြားလိုက်ကိုအသက်ပဲဖြတ်ပြားလိုက်ရပြီကိုမမချနဲ့ခေါင်းဝါနဲ့ဖြတ်တယ်အဲအဲ့ဒါကြောက်ကောင်ပဲတီးသွားတယ်သူတို့အဲ့လိုပြောနောင်ကျင်သွားတာပဲနောင်ကျင်သွားတယ်သူတို့ င်္ဂလာပါကျွန်တော်အခုကျင်းစက်စစ်ကြောင်းရောက်နေပါဗောနော်အဲကျင်းစက်စစ်ကြောင်းက drone တက်ဖွဲ့ရဲ့ဟိုပါဗောသူရဲ့ကောင်းနေအဲ drone တက်ဖွဲ့နဲ့ရေးပြပါအောင်မမိုင်းတိုင်းတိုင်းနဲ့ဟုတ်ကဲ့ပါအေးโอเคပါရံမျက်နှာပြောင်းတဲ့အဖွဲ့တွေပါဒီအဖွဲ့တွေနဲ့ဒါကြောင့်ရင်းနှီးရအောင်ကြာပြီဗောနော်အမေအခုလိုမျိုးစကားပြောခွင့်ရဖို့အတွက်ကိုအခုမှစီစဉ်ပြစ်တာဖြစ်တယ်အဲ့တော့အဲဒီ drone နဲ့ပတ်သက်တဲ့ဟာတွေကျင်းစက်စစ်ကြောင်းရဲ့လှုပ်ရှားမှုတွေအောင်မြင်မှုတွေ အတိုင်းနဲ့ပတ်သက်လို့ကျွန်တော်တို့အတင်းပြောကြမယ်။အဲငါဝိုင်းဖွဲ့ပြီးရောကိုတွေပြန်ပြီးဆက်မြုပ်ပြန်မယ်ပေါ့နော်။ပြီးတော့တချို့ဟာတွေကကျွန်တော်တို့ဒါရှေ့ဆက်လှုပ်ဆောင်မဲ့အလုပ်တွေရှိတယ်။အဲအဲ့ဒီအလုပ်တွေနဲ့ပတ်သက်လို့လည်းဒါကျွန်တော်ပြောပြကြရရှိတယ်ပေါ့နော်။အားတက်ဆရာတွေလည်းအများကြီးရှိတယ်။အခုရက်ထဲမှာကိုပဲဒါရထားတဲ့လောလတ်ရထားတဲ့အောင်မြင်မှုတွေရှိတာပေါ့နော်။အကြအဲ့အကြောင်းနဲ့ပတ်သက်လို့ကျွန်တော်ပြောမှာဖြစ်တယ်အဲ့တော့ဆရာဆိုအရင်ဆုံးမိတ်ဆက်ပေးပါဟုတ်ကျွန်တော်ကတော့ဒီတင်းတဲ့စစ်ကြောင်းရဲ့ဒုံတာဝန်ခံပါကိုစော်လို့ခေါ်ပါတယ်ဟုတ်ဟိုဒါ နာမည်ပေးတာကကိုစော်ပေါ့နော်ဝိုင်းခေါ်ကြဆရာစော်တို့ခေါ်တာပေါ့ဘာလို့ဆရာစော်လို့ခေါ်တာကျွန်တော်ဒီတော်လိုင်းမလုပ်ခင်ရပါတော့နော်စာចောင်းဆရာမလို့ပါကျွန်တော်ဆရာစော်ဆိုပြီးတော့အဲရဲဘော်နာမည်တွေ့ရတာပေါ့နော်အဲចောင်းဆရာတော့ရှားပင်မဟုတ်တော့ drone ဖောက် drone နဲ့ဖုတ်နေပြီခုចောင်းဆရာအဲလာလောက်ပေါ့ကြောင်းအဲကျွန်တော်ကကိုလင်းပါကျွန်တော်ကတော့ဒီပုံမှန်အရင်ကတော့နိုင်ငံခြားကုမ္ပဏီတစ်ခုမှလုပ်လို့တယ်ပေါ့ဟုတ်အဲ DHL မှာလုပ်လို့တယ်အားရနေပြီးတော့ dollar ဆိုတော့ရောက်တယ်ကျွန်တော်ကတော့ เนาะนามเนี่ยอะยังเนี่ยโกลิ้นเนาะดีมาแล้วโกลิ้นไม่พอโกลิ้นไม่ขึ้นอ่ะเออโกลิ้นแค่ลิ้นนี่3ลิ้นนี่ไม่ขึ้นนี่อูไม่ขึ้นครับเออเราก็เอ่อดีซอฟต์แวร์ไบน์เนี่ยฮาร์ดแวร์ไบน์ป่ะเนาะดีกว่าอินสตอลเลชั่นมา ดาวน์โหลดอยู่ได้อ่ะดรอมมาไม่ได้เนาะลงมา ไม่ป่าวโอ้ตะเกยเนาะบลูขึ้นแล้วดีตอลันเอเดียวยောက်ล่ะบลูส่งเพ็ดขึ้นจ้ะเออจนเงินโหล่ะก็ปะเต็งมาจ้องตัดแล้วเงินๆตรงอ่ะ6ตันนิดแล้วว่าไอ้โหลจ้องมาขึ้นแค่ตังเงินเดียวดอกเตอร์ซินลิ้นว่า အမှတ်မိမလားမသိဘူးကျွန်တော်မြင်ကုန်ရာအောင်ပါလေဆရာနက်ဖာလေးနဲ့ဆွဲချရပြတ်တက်ခံရတဲ့တယောက်ဟုတ်အဲအဲ့ဒါကျွန်တော်တို့စန်းသားပြတော့ကကျွန်တော်လှိုင်ပါလှိုင်တန်လန်းပါအဲပြတော့ကသူနဲ့အတူတူပေါ့သူကကမာရွက်ကလာရေကိုကလို့လုံးရင်းနဲ့အဲ့လိုသူ့အလိုလို့တော့နောက်ပိုင်းအဲ့မှာအလုံးကထွက်သတင်းတင်းပြီးတော့တန်းဟွာသုံးသောမိုင်းမိုင်းတင်မိုင်းခွဲရတင်းရံပေါ်မှာမိုင်းပြန်ခွဲခွဲပြီးတော့ CRB ကိုကြတော့ CRB CRB ကလည်းလောက်ခါသားဆိုတော့ တောင်မခွန်နဲ့ဟို9လပိုင်းတော့ရောက်တယ်ပေါ့အဲမှာရောက်တော့အဲတက်ခွဲတခွဲသာပြီးတော့ KNL လေးက330ပြီးအောင်ဆောင်အောင်ပြီးတော့အခုဟိုဥဆောင်နေတဲ့ဒီဟိုတော်တော်များများပဲဒီတက်မှ3ဘက်ရောက်ပါတယ်သူတို့ကြီးအကုန်လုံး အဲ့မှာတခွဲတခွဲနဲ့အဲ့မှာမန်တော့အပတ်စဉ်တက်ပေါ့ကျွန်တော်တော်တဲ့ကိုခွန်တဲ့ကိုစာရောက်တယ် KNL လေးမှာဆိုတော့အပတ်စဉ်တက်ဖြစ်သွားတော့အထာတတတို့နဲ့အပြိုင်ပေါ့ကျွန်တော်တင်တဲ့စင်းအဲထာတတတို့နဲ့တက်စင်းနေပေါ့အထာတတတို့ဟောပါစေကျွန်တော်ဒီဟောပါစေရောအစင်းပြီးတော့အဲ့လိုပဲကိုကြားရတာပဲကိုကိုလုံးကြတာပဲအကောင်းဆုံးပြီးတော့တော့လုံးပြီးတော့တောက်မငါတောက်မငါကတခါစိတ်ဝဲမှုပြန်လောက်ရအောင်အမ်ဂိုဒီကလုံးတော့အဲ့လုံးကတော့တောက်မငါမအကုန်ပြန်စုရှိနေမှလို့ဒီမှာအောက်စင်းရအစင်းအဲ့မှာကျွန်တော်ရိုးလေးကိုရောက်အဲဒီရိုး special ပေါ့ အဲစုံထဲကိုရောက်တော့တိုက်ပွဲတွေဖြစ်အဲတော့ကျတော့20နဲ့23လောက်ဆိုတော့တကယ်မှကျွန်တော်ကအရင်ကြီးမပြည့်စုံလေတွေ့ဒီဘက်ကသွားတဲ့နေ့တွေမှာလည်းယူထဲမှာတိုက်ပွဲဖြစ်ကျွန်တော်စကန်းနေပေးလိုက်ရတာရှိတယ်နောက်ဆုံး AE ကဝင်ခဲ့လို့အသက်ရှင်ခဲ့တဲ့ပုံလေးကိုဩအဲကျွန်တော် AE Nova 1နဲ့ရောက်ရောအဲအဲမှာဟိုက Nova 1နဲ့ရောက်တော့လို့ Nova 1နဲ့မှာ AE ကတော်တော်ကိုပူညီပေးခဲ့တာ Nova 1နဲ့ရောက်ပြီးတော့အဲမှာကျွန်တော်နည်းနည်းကျမကြီးမကွာစီးကိုပို့ရန်ကုန်ပြန်ဖို့တော့သူတို့အဲ့ဘက်လမ်းကြောင်းနဲ့ ရန်ကုန်ကနေမှနေတဲ့စီရောက်ကအဆင်မပြေဘူး။အဲမှာ UG ဥမာ UG ဖွဲ့လို့လုပ်နေတယ်။ကိုကစီရောက်နေရတော့ဒီတော့အကုန်ထွက်ပြေးရပြောတော့စီကူကမဲဆောက်စင်းကူရတာ။အဲမဲဆောက်စင်းကူတော့ဒီ New Ma Foundation ရောစီရောက်ကလို့ကိုညီပြီးတော့ပြီးတော့ဒီဘိုးကြီးကိုဝိုင်းမျိုးကိုညီပန်းတယ်။ကျောင်းမကြီးကောင်းကောင်းတာနဲ့ဟိုကပြန်စင်းဖို့ရောလဲအဆင်မပြေ။အဲနီးရငါကိုရဲဝဲရှိ။အဒီလိုကပြန်ပြီးတော့ကျုံမအောင်ကျုံရောက်တဲ့နေရာကျုံပဲဘယ်နေရာရောက်ရောက်ကျုံနေဖို့ပဲလို့လားဟုတ်တယ်လို့ဘာကြီးလဲ အဲဆရာစော်လေးလောက်အောင်ပြောပြောရအောင်လို့ရောက်လာနေရီးပြီးပြောဒီ20အနာဒင်းပြီးတော့စန္ဒရီပြရင်းနေပေါ့နော်ဒီမန်လေးမှာဆိုလို့ချင်းလဲကျေစင်တို့ကြပြီးနောက်ပိုင်းစန္ဒပြမှုတွေတိတိတတ်တရော့လာတော့ဒါတော့ရော့လာတော့ကျွန်တော်တို့ဆိုင်ကလေးတွေဒူကြဒူကြပြနောက်ဆုံးကျွန်တော်ညီပေါ့နော်ကျွန်တော်ညီဒီကဘာသူကအဲ့မင်းနဲ့ချိန်ဆက်ပြီးတော့ကျွန်တော်တို့ ါတို့တော့လွန်မြောက်လွန်မြောက်နေပြီသွားမှဖြစ်မယ်စစ်ပညာပြင်ပြီးတော့ပြန်တိုင်းမှာပဲရတော့မယ်ဆိုပြီးဆုံးဖြတ်ချက်ချပြီးတော့2021ဒီလပိုင်းဒီလပိုင်းကုန်ပေါ့ငါးလပိုင်းနဲ့ငါဒီနေ့မျိုးရောက်လာတော့အဲ့ဒါနဲ့ဒီကနေ့လက်နဲ့ကင်နန်းရှင်ကိုကျွန်တော်ရွေးချယ်ခဲ့ရပေါ့အခုဆိုရင်လင်းနစ်ကျော်ကြီးပေါ့နော်ဟုတ်ကဲ့ကျောင်းဆရာနော်ဟုတ်ကျောင်းဆရာကနေဒါမျိုးရွေးချယ်ပြတာနော်ဟုတ်ကဲ့ အဲဒါဒေါ်လိုင်းထဲမှာဒီဆရာကျောင်းနေအများကြီးပဲအဲဆရာကျောင်းနေအများကြီးနေလုံးဝကဏ္ဍတီးတီးကနေပါဝင်နေတဲ့အဖွဲ့လည်းအများကြီးပေါ့နော်ဌာနဆိုင်ရာအဖွဲ့လည်းအများကြီးအရွယ်ဆုံးကဏ္ဍဇုံနဲ့ပါဝင်နေခဲ့ကြဒီထက်မှာဒါဆရာဦးညောက်ကလည်းဒီနေရာကိုရောက်တယ်ပေါ့နော်အဲတော့ drone တက်ဖွဲ့တာဝန်ခံတွေလုပ်တယ်တနေတိုင်းဝိုင်းကူရဲ့ mission တွေလုပ်တယ်ဂျုံတယ်ပေါ့တော့ drone ဆိုတော့မှတ်မှတ်ရမှတ်မှတ်ရဖြစ်နေတဲ့ drone ဖြစ်စင်နေအောင်မြင်မှုတွေဘာတွေဘာတွေရှိလဲလုပ်ပါကျွန်တော်2020နှစ် drone စလုပ်ကနေစပြီးတော့ပေါ့နော်ဒီဒီဘက်ကရှိတဲ့မာ ဘူပေါင်းဖွဲ့တွေနဲ့စလုပ်တော့ကျွန်တော်မမက်ရရဒီ viewer တွေ3 5 3 6 3 9ခုနေကိုတင်ဖို့အတွက်ကျွန်တော်တို့ကအရင်ဆုံးတန်းတင်လို့မရဘူးဘယ်လိုလုပ်ရလဲဆိုတော့သူတို့ရဲ့ဒီ drone jumper တွေကို power supply ဖြစ်စေမဲ့ဒီတအားပေးခွဲရုံမျိုး sorry နေရတော့ကျွန်တော်မမက်ရရပါတော့ဟုတ်အဲ့နေရတော့တော်တော်ဘာဖြစ်ပါလဲပြောစရာကောင်းတယ်ဟိုလည်းပြောစရာကောင်းတယ်ဘာလဲလဲဆိုတော့ကျွန်တော်တို့ drone မာတီ၄စင်းနဲ့ပေါ့နော်ဟုတ် ည7နာရီကနေဒီ neck 4နာရီတို့ဒီတုံးနဲ့ချနေကြတာအမေတော်တော်ပြောတယ်အဲ့နေရာလေဟိုစကားစားပကကောင်နေရာအမေဒုံးနေတက်လာပြီဆိုလို့ရှိရင်ပြစ်တယ်ဟိတနက်တွေနဲ့ ME 1တွေရော2တွေရောသာတို့တွေရောအကုန်ပြစ်ပြစ်ဘယ်မှလည်းမထီဘူးနောက်ဆုံးတော့အမေသူရဲ့အဓိကဂျမ်ဘာတွေကိုနောက်ဆက်ပြေးနိုင်မဲ့ဂျမ်ဘာတွေကိုပါဝါကျွေးမဲ့ဒါပဲပဲယုံကြည်တော့ပြတ်သွားပါတော့အဲ့ပြတ်ပြီးကျွန်တော်တို့နောက်တစ်နှစ်နှစ်နှစ်ကျော်မှပဲကျွန်တော်တို့ဒီ ဗျူဟာတွေ395 356 359ဒါတွေသူတင်းနေတာပေါ့နော်အင်းကျွန်မစ်ရှင်တစ်ချောင်းမှာဆိုရင်တော့အိုက်ပွေးကတော့မမဲ့ရရှိရပြီးကြတော့လက်ခက်တောင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကျွန်တော်မှာတိတ်ပြီးသွားတဲ့တော့မပြည့်စုံတော့ဒုံးနှစ်စင်းရှိတောင်မှဒဇင်းကအဲ့မဲ့ကြက်ကြသွားလည်းရှိတာပေါ့လက်ခက်ပွဲတော့ဟုတ်ဆုံးရှုံးမှုတွေလည်းရှိတယ်ဟုတ်အောင်မြင်မှုတွေလည်းရှိတယ်ရှိပါတယ်ဟုတ်အဲအဲ့လိုမျိုးနှစ်စင်းပဲရှိရဒဇင်းပြတ်ကြသွားဘယ်လိုခံစားရလဲကျွန်တော်မှနှမျောတာပေါ့နော်တရား ဒီသူကကျွေးနေတာနဲ့လဲလူတာရယ်ကိုယ်လည်းဒီ CEO ကိုတရားပေါ်ဆောင်ဖို့အတွက်လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်ရုံးပြတတ်ကိုနှမျောတယ်ကျွန်တော်အဲတုန်းကတော့ဒါပေမဲ့လည်းဒီမဲ့စကားစကားကိုခြိုင်နေဆိုတော့လေဒါကတော့ချင်ပါပဲအဲ့လိုမျိုးတွေမဖြစ်အောင်လို့ကျွန်တော်တို့ကနောက်ကြလို့ရှိရင်ဒီဂျမ်ပါလွတ်တဲ့ဟာကြီးလဲကျွန်တော်တို့ဒီဆက်လက်ပြီးတော့စူးစမ်းနေရပေါ့ဖြည်းဖြည်းမြင့်လာတော့ဟုတ်ဟုတ်အာဒီရချင်းဆိုလို့ရှိရင်ဂျမ်ပါလွတ်တဲ့ဟာကြီးလဲရှိလာတော့မှာပါအများကြီးဥပမာဆိုလို့ရှိရင်ဒီနေ့က ယူကရိန်းကဆိုတဲ့ဟာမျိုးတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီတော်လိုင်းတက်ဘွဲဒရုန်းတက်ဘွဲတွေအနေနဲ့ပေါ့နော်အားကြရတဲ့ဖြစ်စင်မဲ့ဒါတော့อืมဒါကလည်းမလုံနိုင်ဘူးတော့မဟုတ်နောက်ကပံမမှုထောက်ပံ့မှုကကတခုခုရှိမယ်ဆိုလို့ရှိရင်ပေါ့နော်လုံရင်းနဲ့ရှိမယ်ဆိုရင်ကျွန်တော်လည်းလုံနိုင်မှာอืมကျွန်တော်အဲ့ဖြစ်စင်အဲ့ဖြစ်စင်ပေါ့နော်ယူကရိန်းကဒါရုရှားကိုဒရုန်းတွေနဲ့တိုက်ခိုက်တော့လေးရင်ပျက်စီးသွားတယ်ဆိုတော့ဒီဖြစ်စင်ကိုမြင်ရတဲ့ချိန်တွေ့ရတဲ့ချိန်မှာကျွန်တော်အဲ့တက်ဘွဲနဲ့လာပြီးစကားပြောပြပြောပြတဲ့အကုန်လုံးကဘာပြောလဲဆိုတော့ အာခိုးကြီးတဲ့ကျောင်းအကုန်လုံးလုံနိုင်တယ်အဲ့လိုမျိုးကျွန်တော်တို့အကုန်လုံးဖန်တီးနိုင်တယ်ကျွန်တော်ထောက်ပံ့ပေးမဲ့သူသာရှိကြည့်ပေါ့နော်အဲ့လိုမျိုးဖန်တီးနိုင်တယ်အဲ့လိုမျိုးပြောတာအာကျွန်တော်အစားတွေးတာပေါ့ငါတို့ငါတို့နီးပညာအဲ့လောက်မြင်နေမြင်မြင်ရောမြင်ပါမလားပေါ့နော်ငါတို့ဒီမှာရှိတဲ့နီးပညာတွေအဲ့လောက်ရှိနိုင်ပါမလားဒါမျိုးမေးကြည့်ရမှန်တော့ကုံရတယ်ကုံဖြစ်တယ်အဲ့လိုမျိုးပြောတာအဖွဲတွေကလုံးဝထောက်ပံ့မှုသာပြည်စုံကြည့်ပေါ့နော်အာမင်းဟိုယူကရိန်းတို့ဟိုဟာတို့ထပ်ပူတောင်းလုံနိုင်တဲ့အခြေချင်းတွေရှိရပါတော့ဘာလို့လဲဆိုတော့ဒါကြာလို့လိုပဲပေါ့နော် ချိုးဖွဲ့တွေကဒီပစ္စည်းတစ်ခုကိုမြင်လိုက်တာနဲ့ဟောပေးလောက်ကဘလောက်ရှိတယ်ဘာဘယ်ဟာနဲ့တက်စင်ထားတယ်အဲ့ဒါသူရဲ့ဟိုကဟိုဘလောက်ရှိအဲ့ချက်ချင်းများတိလားမြင်တာနဲ့ပြောနိုင်တဲ့အဖွဲ့တွေကကျွန်တော်ဘက်မှာအများကြီးရှိတော့ဟိုအဲ့တော့ဒါထောက်ပံ့မှုတာဖြစ်မယ်ဆိုရင်တော့ဒီထက်ပိုပြီးလုပ်နိုင်မှာမြွံ့မြွံ့ဆန်ဆန်ပေါ့နော်ဟုတ်တယ်ဟုတ်ပြီးကျွန်တော်တို့အားရကြရည်တော့ပြောလို့မရသေးအားရကြရည်ရှိရတာအချိန်တန်တဲ့ခါကျရင်တိလာလိမ့်မယ်ပေါ့နော်အဲတကယ်တော့ဝမ်းသာကြရည်ရှိသေးတယ်အဲ့ကြဒီ drone ကဒီစစ်ကောင်စီအတွက်ဘလောက်ထိ ီဒုက္ခပေးတဲ့အရာကြောက်လန့်စီတဲ့အရာလို့ဒါပြောလို့ရတယ်အဲသူတို့တက်ကတော့ဒီပြောမယ်ဆိုတော့ကတော့ချင်းတွေကတော့မထွက်ရဲတဲ့အချိန်မျိုးပေါ့နော်အရင်ကတော့သူတို့ပုံမှန်ကတော့ sniper လောက်ပဲကြောက်ပါတယ်ပေါ့နောက်မှ drone ဆိုအတန်ကြာနေသူတို့တွေ့တဲ့ချင်းတွေဝင်တော့အဲခေါင်းလည်းမထွက်တော့ဘေးမှမထွက်တော့အဲလုံးဝတော့အတန်ကိုဖြတ်ပဲပြန်ပြားလိုက်ကိုအတန်ပဲဖြတ်ပြားလိုက်ရပြီကိုမမချနဲ့ ခေါင်းဝင်နေပြတ်တယ်အဲအဲ့ဒါကြောက်ကတော့ပဲတီးသွားတယ်သူတို့အဲ့လိုပြောဖြစ်သွားနောင်ကျင်သွားတယ်နောင်ကျင်သွားတယ်သူတို့ဟိုကျွန်တော်မချလျာမလို့တော့ဖြတ်ပဲပြရရတို့တက်လေးကြရအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တက်တဲ့စစ်ကြောင်းမှာထောက်ဖို့တောင်းထမ်းဆောင်နေတဲ့ရဲဘော်ဟယ်ရီဖြစ်ပါတယ်ခင်ဗျာလက်ရှိကျွန်တော်တို့ဒီတက်တဲ့စစ်ကြောင်းကနေပြီးတော့ပြည်လုံးနေတဲ့ကမ်ပိန်းလေးတစ်ခုရှိပါတယ် Black Panther 3000တော့အမိရပါတယ်ခင်ဗျာဟိုတက်မှတ်ကာလာကတော့မေလ5ရက်နေ့ရက်မေလ15ရက်နေ့ရက်နေ့ပြီးတော့ဇူလိုင်လ9ရက်နေ့ထိပဲဖြစ်ပါတယ်ခင်ဗျာ ကားကမ်းပေါင်းကတော့3000လောက်ချက်ဖြစ်ပြီးတော့လက်ရှိချိန်ထိရရှိတဲ့ပမာဏဟာ14000ရာခိုင်နှုန်းပဲရှိပါသေးတယ်ခင်ဗျာဒါကြောင့်မလို့ပြည်ရင်းပြည်ပါမှာရှိတဲ့တော်လန်မိဘပြည်သူများအနေနဲ့ကျွန်တော်တို့ရဲ့ဒီ Black Panther 3000လောက် campaign လေးကိုပါဝင်အားဖြည့်ပေးကြဖို့ရအတွက်ထပ်မံတိုက်တွန်းညွှန်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Black Panther 3000လောက် campaign လေးမှာပါဝင်လို့တဲ့မိဘပြည်သူများအနေနဲ့ Black Panther Column Pay Black Panther Column Horizon Pay ဒီတဲ့အခါကျတော့ဒီ ကျွန်တော်တို့ post time post time မှာနိုင်ငံတကာ alpha list တွေကိုလည်းဟိုအသေးစားလေးချပေးထားပါတယ်ခင်ဗျာအဲနိုင်ငံတကာ alpha တွေစီမှာလည်းယုံကြည်စိတ်ချတာလည်းပါဝင်ပေးလို့ရပါတယ်ပြည်ပပြည်တွင်းပြည်ပမှာရှိတဲ့မိဘပြည်သူများအနေနဲ့မိမိတို့နေတဲ့တက်ဆိုင်ရာနိုင်ငံအလိုက်ဟိုတက်ဆိုင်ရာငွေကြေးအလိုက် alpha တွေစီမှာဆက်သွယ်ပြီးတော့ယုံကြည်စိတ်ချစွာနဲ့ပါဝင်အားပေးပေးလို့ရပါပြီခင်ဗျာမိဘပြည်သူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာအကျတော့မချရရမလို့တော့ဖြတ်ပဲပြရရတော့တက်လေးကြရမရှိဘူး လုံးဝဒီရှေ့ပြည့်စင်နေမှာအဲ့လိုတွေကြီးပဲနော်အဲဟုတ်တယ်အတန်ကြားလည်းသူနေကြနေရမှာရှိတော့ပြီးအဲ့ဒီ drone သူတုံးပြုတ်မှုကအဲဘယ်လောက်ထိကျွန်တော်တို့အတွက်အထောက်အကူဖြစ်လဲတိုက်ပွဲတစ်ခုပေါ့စကန်သိမ်းမဲ့ပြည့်အဲ့လိုစကန်သိမ်းတိုက်ပွဲတစ်ခုမှာသိမ်းနိုင်မှုအတွက်အောင်မြင်မှုအတွက်ကိုလေအဲဘယ်လောက်ထိအထောက်အကူပြုတ်လဲဆိုတော့ပြောမယ်ဆိုကိုယ့်ရဲဘောတုံးချောမှုအတွက်အရင်နေတော့ဟောကျွန်တော်တို့ကိုယ်တိုင်တက်လူတက်ဆရာမလို့ဘူးလေ drone နေသွားလေအဲနေမှာအခုနောက်ပိုင်းကျွန်တော်တို့အခုနောက်ပိုင်းကျွန်တော်တို့ဒီခေါင်းဆောင်တွေကျွန်တော်အဖွဲ့တဲ့ခေါင်းဆောင်မှာစူးစမ်းပေးထားတာတွေ ရောလူကြီးပန်းနေကျိုးသားပေးတာဒီဘက်စစ်တွေသာတော့ကျိုးသားပေးရတယ်ဆိုအဲ့လိုလုံနိုင်တဲ့ဒုံးတွေဆိုသူတို့ကျင်းနေဝင်လည်းမလို့ဘယ်နေရာမှာဘယ်နေရာမှာသူကနေကြနေအောင်ကြီးအဲ့တော့ကျွန်တော်ရဲဘော်ကြီးဘလောက်ဒီဆိုဤတညာနဲ့ကိုရဲဘော်သွားကြရမလို့อืมအဆင်ပြေတယ်နောက်မှာအေးသေးကြမှာသာကောက်ကိုဖုတ်ဘက်ခါပြီးဂုံးကတက်သွားရင်ဝင်အဲကောက်သိမ်းနေအောင်ကိုရဲဘာလို့တော့ကျွန်တော်တို့ကကျောင်းဒုံးတွေကြိုက်တော့ဆုံးမှာတက်လာပြီကိုရဲဘော်အနေနဲ့ဘယ်ဘော်ရောစိတ်ဝင်လာဟုတ်ကို ဒုံးကြောက်ပါကြောင်းဝမ်းနေတယ်ပြည်သူချင်းနေတာစိတ်မကောင်းတော့ဒါပေမဲ့လေဒီဆုံးရဲ့တံပေါ်ကြောင့်ငါ့ရေပေါ်ဒီဘလော့ဒီကာပါဖြစ်ပါလေဒါဘောပဲမြင်နေတွေ့ရတူတယ်ပါဟုတ်တယ်ပါနော်အဲအဓိကတော့ကိုရေပေါ်တွေပေါ့နော်ကိုစီမှာရှိတဲ့တပ်ဖွဲ့ဝင်တွေတတ်တာစီဖို့ပြီးအထိကိုက်နေစီဖို့ပေါ့နော်ပြောကြရန်သူရဲ့အခြေအနေတွေကိုအပေါ်စီကနေမလုပ်နေလဲလုံးဝအရှင်းစောင့်ကြည့်နိုင်တဲ့ဟာမျိုးတွေပေါ့နော်ပြောကြဟိုဒီကောင်တွေကတခုခုဆိုရင်တိုက်ပွဲဖန်တီးတော့မယ်ဆိုရင်ဆက်သွေးမြောင်းထဲမှာနေပြီးတော့အတင်းဆောင်တာဟုတ်အဲ့ရှင် drone တန်ပေးလိုက်တာနဲ့ လုံးဝဖျားရနာလာတွေဖြစ်ကုန်နေရနေရဘူးလုံးဝမလုံတော့ဘူးပေါ့ဟုတ်တယ်ပြောက်ပါလေးဆက်တော့ပါလေအဲဘယ်ကုန်းလဲဟိုဆွေတော်ကုန်းပဲထင်တယ်ဟုတ်ဟုတ်ဆွေတော်ကုန်းကလည်းသူစစ်သိမ်းမြောင်းနေမှာပဲကြီးပါဟုတ်ဟုတ်အဲတုန်းကဓမင်းစားဟုတ်တယ်ဟုတ်တယ်အဲတုန်းကတော့ကျွန်တော်ဒီကျွန်တော်တို့ပညာသင်ပေးတဲ့အဖွဲ့တွေပါပဲဒီ Federal Wing တို့ Golden Gate တို့ပေါ့နော်တို့တွေချဟုတ်တယ်ဟိုတော်တော်လေးကိုသူတို့အထည်နာရပါလားဒုံးတန်ကြာနေဘယ်မှလည်းမသွားရတော့ဘူး ထမင်းချက်တာလည်းကရိုချင်းထဲမှာပဲဒီပါကြီးပေါက်လည်းအဲ့လိုပဲကရိုချင်းထဲမှာပဲဟုတ်ဟုတ်ကျွန်တော်ကျွန်တော်အဲ့အဲ့ကောင်မောက်ရောက်တဲ့ချိန်မှာလိုက်ပြတော့အဲ့လိုလေမြေခွေးချင်းတွေတူးတာဟုတ်အဲ့စက်သွေးမြောင်းပြီးကြားတဲ့နေရာမှာဆာပါတော့မြေခွေးချင်းလေးတွေတူးပြီးဒီဒုံးကြောက်လို့စနိုက်ပါကြောက်လို့ပြောကြစက်သွေးမြောင်းအခုဆုံးဆိုနန်းစောနာပဲတည်မလားထမင်းစားပကံနေရောချီးမုံနေရောဒါအဲ့လိုအထိကိုကြောက်လန့်ကြဖြစ်စီခဲ့တဲ့ဒါကျွန်တော်တို့အတွက် အဲအရေးတာတဲ့လက်နေကြီးတစ်ခုပေါ့နော်ပြောရမယ်ဆိုရင် drone ကလက်နေကြီးကိုလေပေါ်လွတ်ထားတဲ့အချိန်ပဲဟုတ်ပါတယ်နော်ကျွန်တော်တို့ဒါ server တစ်ခုကိုဖတ်နိုင်ဖို့အတွက်ကောဒါလုံးဝရန်သူရဲ့အားနည်းချက်ကိုထိုးနှက်နိုင်ဖို့အတွက်ကောအရင်ရေးပါလေဟာပေါ့နော်ဒီတစ်ခု drone နဲ့များများတုံးနိုင်မယ်ဆိုချက်ချင်းမတက်ပြောင်းလဲပြနိုင်တယ်ပေါ့နော်ကျွန်တော်တို့ဒုံလုံးလောက်လောက်သာရှိမယ်ဆိုလို့ကျွန်တော်တို့ဟုတ်ကျွန်တော်တို့ရဲဘော်တွေကိုအထီးကိုက်မရှိဘဲနဲ့တောင်မှဒီတိုင်းတမတွေပေါ့နော်အဲ့လိုမျိုးအထီးတောင်မှကျွန်တော် ရွယ်ထားတယ်ရှိပါတယ်။ထောက်ပဲဒီဝရရပါစီပေါ့လား။အင်းအဲတော့အဓိကကျွန်တော်တို့မှာငွေကြေးပဲ။ငွေကြေးတာပြည့်စုံကြည့်။ဒါတွေကအကုန်လုံးဖြစ်နိုင်တယ်။ဒါတွေအကုန်လုံးဆွမ်းဆောင်နိုင်တယ်ဆိုတာကိုလည်းဒါလူငယ်တွေကအကုန်လုံးပြထားပြီးသားပေါ့နော်။အဲတော့ကျွန်တော်တို့ဒါမိဘပြည်သူအနေနဲ့လည်းတို့တပ်ဖွဲ့တွေကိုအပြည့်အဝယုံကြည်ပေးစေချင်တယ်ပေါ့နော်။တကယ်တကယ်ကျွန်တော်တို့ချိန်တိုင်ရင်ပေးသိရမယ်တကယ်ကိုလုံးဝတကယ်ဆာပရိုက်တွေရှိတယ်ပေါ့နော်။အဲအဲ့ဟာတွေအတွက်ကလည်းဒါပြည်သူတွေရဲ့ထောက်ပံ့မှုတွေအများကြီးပါပါလေ။ အဲကြာအခုလိုမျိုးဒါတပ်ဖွဲ့တွေကမ်ပိန်းလေးလုပ်နေတဲ့ခါမှာလေတက်နိုင်တယ်လို့ဖြည့်ဆည်းပေးခြင်းတယ်ဗောနော်လုတာတော့ဒါစနိုက်ပါကမ်ပိန်းပေါ့ဒါမဲ့လည်းအဲ့စနိုက်ပါသာပြည့်သွားတယ်ဆိုရင်ဒီ drone ဘက်ကိုလည်းဟုတ်တာတောင်ရှိတဲ့သူတွေကအာယုံဆိုင်ဖို့ရမယ်ပြန်ပြီးတော့ဖြည့်တင်းတာမျိုးတွေလုပ်လို့ရမယ်ဗောနော်လိုအပ်နေတာတော့ကျွန်တော်တို့အားလုံးလိုအပ်တာပါပဲလိုအပ်တယ်ဒါမဲ့လည်းတစ်ခုချင်းစီတစ်ဆင့်ချင်းစီသွားရတယ်အဓိကတော့ပြည်သူကလည်းခက်ခဲလာတာဖြစ်တဲ့အတွက်ဗောနော်အဲဒီဒီလိုမျိုးကူညီတောင်းရတဲ့ခါမှာတက်ဖွဲ့တွေကလည်းတကယ်အားနာ ကျွန်တော်တပ်ဖွဲ့တွေကိုမေးရတဲ့အခါတိုင်းမှာပေါ့နော်ဒီတမိတ်နဲ့ပတ်သက်လို့ဘာဖြစ်လဲညာဖြစ်လဲပြောရခါမှာသူအဲ့လိုပြည်သူတွေကိုအားနာတယ်ပြည်သူတွေခုပြင်းမှန်းနေကြတယ်သူတို့လည်းတက်လာတော့ကူကြတယ်ဒါမျိုးပုံစံမျိုးပဲပြောကြအဲကြောင့်ဘလိုပဲဖြစ်ကျွန်တော်ပြည်သူတွေအနေနဲ့လည်းအားတင်းပြောအောင်နော်အားနာနာနဲ့ပဲထပ်ပြီးတော့တောင်းဆိုတာပေါ့ဒီကမင်းကြီးကိုပြည့်စေချင်တာပေါ့နော်အဲဒါပြီးတော့ဒါကျွန်တော်သိချင်တဲ့ဟာပေါ့အဲဒါတော့ဒါပြည်သူတွေလည်းသိချင်ပါပဲဘာဖြစ်လို့ဆိုတော့ဇတိနတ်ကတိတ်ပြီးတော့အဲ့လိုမျိုး ာလုပ်တယ်ဟိညာလုပ်တယ်ဟိဆိုတဲ့ပုံစံမျိုးတွေတိတ်မတွေ့ရအောင်ဟုတ်ကဲ့တကယ်ကြရင်ကကျစ်တဲ့တမိုင်းကြောင်းကလည်းမသေးဘူးဆိုတဲ့ဟာကိုကျွန်တော်ပြည်သူတွေသိစေချင်တာအဲတော့ကျစ်တဲ့နဲ့ဖြစ်ပေါ်လာပုံလေးစပြီးတော့ဖွဲ့စည်းတိစောက်တဲ့ဝန်ပုံလေးပြင်လက်ရှိအခြေအနေပေါ့နော်အဲအဲ့ဒါလေးနဲ့ပတ်သက်လို့ပြည်သူတွေသိအောင်လို့ပြောပြပေးဟုတ်ကဲ့ပါကျွန်တော်ကျစ်တဲ့နဲ့ကို2021ငါးလပိုင်းကတော့ကျစ်တဲ့နဲ့စစ်ကြောင်မဖွဲ့ရသေးဘူးပေါ့နော်ဒီကျစ်တဲ့နဲ့စစ်ကြောင်ဖြစ်လာဖို့အတွက်အဲ့ချိန်တုန်းကကျွန်တော်တို့ဒီနေပယ်တတိယရောက်လာတဲ့ရဲဘော်ကြီးအကုန်လုံးစုပြီးတော့ကျွန်တော်တို့အယောက်40 င်းနဲ့စပီးရနေပြီးတော့ပေါ့နော်တို့ဒီအမ်မမှာတပြေးပြေးချင်းတက်တီဆောက်ရတယ်ကျွန်တော်တို့စီမှာအဲ့တုန်းကတနက်တလက်မှမရှိတော့ရောက်40တလက်မှမရှိရှိတော့ကျွန်တော်တို့မှာအဲ့ဒီကနေမီကန်ဘူကြီးစီရနေပြီးတော့သူကတနက်ထုတ်ပြီးတယ်အဲ့ကနေမှကျွန်တော်တို့တက်စိတ်လေးဒစိတ်နှစ်စိတ်ခွဲခွဲခွဲထုတ်ပြီးတော့ကျွန်တော်နေမီဒီလိုက်နေနေပြီးလို့ရှိရင်ကျွန်တော်တို့အဲ့ကမှာတပြေးတပြေးချင်းစီငွေအားစုလာတော့2020 12လပိုင်းမှာကျွန်တော်တို့ကျတဲ့နေ့စကြောင်းစဖြစ်လာတာပေါ့နော်အဲအဲ့ချိန်စုဖွဲ့မှုတုန်းကတော့အင်အားတော်တော်များကျွန်တော်မဖြစ်ခင်ပါဘူးပဲအရှိမလှုပ်ရှားနေရတယ်ရှိသေးရှိတယ်ဟုတ်အဲ့တော့ကတော့ကျွန်တော်တို့နေမီကန်ဘူကြီးနဲ့ဘူလေးနဲ့တွဲပြီးတော့ဒီအခုကျွန်တော်တို့35 36 6ဒီဘက်ရှေ့ကာကင်းနေကိုကျွန်တော်တို့ကအဲ့တော့ကတော့ခြောင်ရတာပေါ့နော်ကျွန်တော်တို့ဒီအဲ့ကနေမှနောက်2020နေ့12လပိုင်းကနေစပြီးကျွန်တော်တို့ကျတဲ့နေ့စကြောင်းစုဖွဲ့မှုလောက်တော့အဲ့ချိန်မှမှကျွန်တော်တို့တွေ ခွက်တည်းခွက်နည်းခွက်သွန်းဆိုပြီးဖြစ်သွားတာပေါ့နော်ဒီနေမြန်မာရှိတဲ့တော်လိုင်းရဲဘော်တွေအကုန်လုံးတွေ့ပြီးတော့အာဒီဘူကြီးရန်နေပြီးတော့နင်တို့အဲ့လိုမျိုးအဖွဲတွေကွဲကွဲအကွဲကွဲပြားပြားဖြစ်နေအစင်မပြေတဲ့အတွက်ကြောင့်မလို့အဲ့လိုတရင်စစ်ကြောင်းနေနဲ့တက်တက်မဲ့မဲ့လုပ်မယ်ဆိုပြီးတော့မှခွက်တည်းခွက်နည်းခွက်သွန်းဆိုပြီးတော့ဒီမှာရှိတဲ့ဒေါနာအရှိချမ်းမှာရှိတဲ့ရဲဘော်တွေအကုန်လုံးစုပြီးတော့ပေါ့စစ်တင်တဲ့စစ်ကြောင်းဖြစ်တည်လာအောင်ဟုတ်တော့လူငယ်တွေအများဆုံးเนาะဒီတဲမှာအများဆုံးရှိတယ်เนาะဒီနောက်ပိုင်းအဲ့မှာကျွန်တော်တို့ ကာကင်းနေချဒီစစ်ကြောင်းကတချို့ဟွာပေါ့ဒီဥရေထောက်အပိုင်းနေဆိုလို့ရှိရင်လည်းအဲ့နောက်ပိုင်းမှာတည်တည်ချာချာနေကျွန်တော်တို့ဒီစီမံခန့်ခွဲပြီးတော့မှညှိယူရပါတော့ဒီကရဲဘော်တွေအများကြီးဆိုတော့ညှိညှိယူပြီးမှဒီနေ့ချိန်ထိအောင်တိုက်ပွဲတွေဒီပေါ်ဆောင်လာနိုင်တဲ့အထီအောင်ကျွန်တော်တို့ဒီဒီကဖွဲ့စည်းပုံလို့တော့ကြည်ကြည်လေးလေးခိုင်ခိုင်မာမာနဲ့ ပြန်တိဆောက်ရတာပေါ့ဟုတ်စကန်းသိန်းနေလဲရှိလာပြီတရင်သိန်းနေလဲပါတယ်เนาะဒီဖွဲ့တွေကမြင်းနဲ့တဘူးတွေတွေ view သိန်း view သိန်းတွေလဲပါတယ်ပေါ့เนาะအခုရှိမြအောင်ပွဲတွေရသမြအောင်ပွဲတွေမှာဒီခြေသိနဲ့စစ်ကြောင်းကလေတက်နိုင်တဲ့ခဏတစ်ခုဒီတစ်ခုဆိုလဲတစ်ခုပေါ့เนาะဆိုတော့ drone ဆိုလဲ drone sniper ဆိုလဲ sniper တက်ခိုင်အင်အားဆိုလဲတက်ခိုင်အင်အားဒါမျိုးပုံစံမျိုးနဲ့ပါဝင်နေရတော့တောက်လျှောက်ပဲပေါ့เนาะအဲကြအခုလိုမျိုး အတိအကျရတယ်လေကျေးဇူးတင်တယ်ပေါ့နော်အဲ့တော့ဒါဆရာတော်အခုလိုမျိုးဒါဆရာတို့ပေါ့နော်ခုလိုမျိုးဒါဝင်မြောက်ပြရတယ်ဒါကျွန်တော်ပြောတင်တဲ့လောက်ပဲပြောတာပေါ့နော်အဓိကအဲ့လိုမျိုးပြောခွင့်ရတာရောပြောပြတာရောကျေးဇူးတင်တယ်အဲ့တော့ဒါပြည်သူတွေလည်းဒီဒီကျွန်တော်ဒီ drone နေနဲ့ပတ်သက်လို့ sniper နဲ့ပတ်သက်လို့ဘယ်ကဏ္ဍမဆိုရေးကြည့်တယ်ဆိုတော့တော့ပေါက်လောက်ပါပြီပေါ့နော်အဲ့ကြတော့အဲဒီစကားဝိုင်းရဲ့အဆုံးသတ်နေနဲ့ပြည်သူတွေကိုအဲခုနလိုပေါ့နော်ရင်းနှီးကပြောချင်တဲ့စကားပဲဖြစ်ဖြစ်အဲ့လိုမျိုးတစ်ခုခုပေါ့နော်အဲ့ဒါလေးပြောပြောပြပါဦးအခုလေးကနေစပြောပြီဟာကျွန်တော်စပြီဟုတ် อืมဒီမှာဟိုချိုးကြဆယ်တန်းဖြည်ပြီးကလာကလေးတွေရောအဲအတမပြည့်တွေကလေးတွေရောအပေါ်တော့သူတို့ဝါရေပေါ်တော့တင်လာလေးနေဆိုတဲ့ကာလာကြောက်ဖို့ကောင်းပါနဲ့ဒီတလောက်ဒီနီးပညာရင်တိုးတက်နေသူတို့ရေကတော့ပေးဆက်ပြီးတော့လုပ်တယ်ပေါ့နော်ဒီသူတွေလည်းဒီငလင်းကြောင်းရောပေါ့တာခက်ခဲနေပါတယ်တိပါတယ်ဒီကာလာရှိကြတာရဲ့ဒါပေမဲ့ကျွန်တော်တို့ရေကြီးဆုံးချက်ပါ ရန်သူကအချိန်ပေးလို့မရရန်ခင်ဗျအဲကျွန်တော်ရန်သူကိုအချိန်ပေးလိုက်ရင်သူ့ရဲ့လုံထောင်နိုင်စွာသူ့မှာ budget ရှိတယ်လုံထောင်နိုင်စွာအရင်မြင်တယ်နိုင်ငံတကာနိုင်ငံအဆင့်အကူအညီသူ့မှာရှိတယ်ဟုတ်လားနိုင်ရန်သူကအမှန်တရားအချိန်ပေးလို့မရအောင်ညောမြန်မာဆန်နဲ့အပြည့်ပြတ်ဖို့ပဲရေးရေးပြည့်ပြဖို့အရေးကြီးတော့ကျွန်တော်ကပြည်သူတွေကိုတိုက်တွန်းနေတာအဲဒီ sniper campaign နဲ့ drone campaign တွေပါနဲ့အတက်နိုင်လို့အကောင်းဆုံးပြည်ကဝိုင်းဝန်းကူညီပြီးဒီအောင်မြန်မာအပြည့်ပြတ်အောင်ကျွန်တော်တို့ဒူရီအကောင်းဆုံးစူးစမ်းနေချိန်မှာဝိုင်းပြီးတော့ထပ်ပြီးတော့နည်းနည်းတောင်းခံပြီးတော့ဒီနောက်ဆုံးတင်လာ ်ညီပြောင်းသွားပါမယ်ကိုညီလေးကိုကျွန်တော်နည်းနည်းဟွန်းတိုက်တွန်းနေပါတယ်အကုန်လုံးစူးစမ်းနေပါတယ်ကလေးလေးတွေအားသာဟုတ်တယ်ဟုတ်တယ်ပြီးတော့နေ့စဉ်နဲ့အမြဒီနေရာတွေမှာတိုက်ပွဲပေါ်ဆောင်မှုတွေရှိတယ်နေ့စဉ်နဲ့အမြတပ်ဖွဲ့တွေကတရက်မှနားတာကျွန်တော်မတွေ့ဘူးပေါ့နော်ကျွန်တော်ဒီနေရာကိုဒါလင်းောက်ကားကောင်းမကကျွန်တော်ရောက်ကြရောက်ကြတဲ့ခံရတိုင်းမှာကျွန်တော်ကြုံတွေ့ရအဲလက်နဲ့ကြီးကြီးတချင်းချင်းအတန်နေကြားတယ်ပြီးရင်တအုံးုံပြစ်ထုနေရာကြီးအများတန်းရှိတယ်ဗောနော် ျွန်တော်ရောက်တိုင်းမှာအဲ့ဒါကြောက်တယ်။အဲ့ကြအဲ့လိုမျိုးတွေကလကားပြစ်နေတာမှမဟုတ်ဘူးပေါ့နော်။ပြင်းလို့ထားပြစ်နေရတာမဟုတ်ဘူး။အဲ့ဒါတွေကတိုက်ပွဲတွေအဲတင်းမာမှုတွေရှိလို့ပြစ်ခတ်နေကြတာဖြစ်တယ်။အဲ့တော့အဲ့လိုမျိုးနေပြီးမှဒီတပ်ဖွဲ့တွေကအမြဲတမ်းနေစင်နေမြလှုပ်ရှားယုံကန်ပြီးတော့တိုက်ပွဲဝင်နေကြတာကိုလည်းသိစေချင်တယ်ပေါ့နော်။အဲ့ဆရာဆိုလေပြောပြပါဟုတ်ကဲ့ပါကျွန်တော်တို့တနင်္လာနေ့ဒီစနိုက်ပါကမ်ပိန်းမှာလည်းထောက်ပံ့ပြီးပါကမ်ပိန်းပြီးလို့ရှိရင်လည်းကျွန်တော်တို့ drone တပ်ဖွဲ့အတွက်လည်းထောက်ပံ့ပြီးပါလို့ကျွန်တော်တို့ ပြီးမှ ਉਹ ပေါ့နော်မရောက်ရောက်လာကြပါမယ်လို့ဟုတ်အဲ့တော့ဒါကြားကြတဲ့အတိုင်းပဲပေါ့နော်ကြားတဲ့အတိုင်းပဲပြည်သူတွေလည်းနားထောင်တဲ့အခါမှာဆရာတကြစရာတွေပါတယ်ခွန်အားဖြစ်စရာတွေပါတယ်မျိုးလင့်ချက်တွေအများကြီးပါတယ်ဆရာဆိုပြောတဲ့အတိုင်းပဲပြီမောက်မရောက်အောင်လာဖို့စူးစမ်းနေဟိုအရင်တော့ကဒီကျွန်တော်ဒီတော်လိုင်းတက်ဖွဲ့တွေကတော်ရဲတောင်ထဲမှာဒါစစ်ကောင်စီနေရာနဲ့မှာရှိနေတဲ့ဒီဘက်ချမ်းနေမှာလေအဲ့ချိန်တော့ကျွန်တော်တက်ဖွဲ့တွေကဟိုတောင်ကရုံးပေါ်ဒီမှာအဲလုံးဝတော်ရဲတောင်ထဲမှာညဆိုရင်လုံးဝမီးအလင်းရောင်တောင်မှဒါထုံးခွင့်မရှိဘူးပေါ့နော်မမြင်အောင်ဒါလိုမျိုးဟိုလုံးဝ သူတိတ်ပြီးတော့နေရတဲ့အနေထားအဲ့အနေထားကနေအခုဆိုရင်လမ်းမကြီးပေါ်မှာဥရိုသွားလာလှုပ်ရှားပြီးတော့ဗောနော်ပြည်သူတွေကြားထဲမှာဒါလုံးဝနေထိုင်နိုင်တဲ့အဆင့်မျိုးပြည်သူတွေကိုလုံခြုံမှုအပြည့်ပေးနိုင်တဲ့အဆင့်မျိုးတိတပြေးပြေးရောက်လာနေပြီအဲ့ရနေတဆင့်ကျွန်တော်မျိုးကြီးပြကြီးတွေပေါ်တက်လာဖို့ပဲကြံတော့တယ်ဗောနော်အဲ့ကြဘလို့ပဲဖြစ်ဖြစ်အများတန်းမှာဒီတပ်ဖွဲ့တွေစူးစမ်းနေကြတာဖြစ်လို့ဒီတပ်ဖွဲ့တွေပေါ်မှာလည်းယုံကြည်စေခြင်းနဲ့ ီတော့ဒီခုနလိုပေါ့နော်အဲ campaign နဲ့ပတ်သက်လို့လုံးကြပြီဆိုတဲ့ခါမှာလည်းကူညီပေးနိုင်တာဆိုလို့ပြည်သူပဲရှိတာဖြစ်တဲ့အတွက်ဝိုင်းဝန်းပြီးတော့ကူညီပေးကြပါလို့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်